ဒါဖြင့်နောက်ထပ်ကျိုးဘယ်နှချောင်းကြံသေးလဲတန်ရစဉ်ကျိုး၅ချောင်းကြံသေးတယ်အဲ့ဒီတန်ရစဉ်ကျိုး၅ချောင်းကိုဥဒ္ဓံဘာဂိယတန်ရစဉ်လို့ခေါ်တယ်ဥဒ္ဓံဘာကဆိုအထက်အဖို့အထက်ဘဝများဤရဆိုဖြစ်စေအထက်ဖြစ်တဲ့ဗြဟ္မဘုံမှာဖြစ်စေနိုင်တဲ့တန်ရစဉ် အထက်ကရာဆရာကြီးကတော့ဥပမာပေးတယ်ခုနကဩရံပါကိယတန်ရောစဉ်ကိုခြေတော့မှခြေထားတဲ့ဂျိုးငါးချောင်းလို့ပြောတယ်ဩရံပါကိယတန်ရောစဉ်ကြတော့လက်ဘေးမှာခြေထားတဲ့ဂျိုးငါးချောင်းအဲ့တော့ဂျိုး၁၀ချောင်းနဲ့အောက်ဆွဲချလိုက်အထက်ဆွဲတင်လိုက်အောက်ဆွဲချလိုက်အထက်ဆွဲတင်လိုက်ဒီပုံစံဖြစ်နေအေးနာဂံဖြစ်သွားလို့ရှင် အောက်ဆွဲချရမယ်ဂျိုးတွေပြုတ်သွားသေးတဲ့အတွက်ကြောင့်အထက်တော့သွားမယ်အောက်တော့မလာတော့ဘူးဂျိုးအောက်ပိုင်းကဂျိုးတွေပုံဖြတ်လိုက်ပြီနော် ကဲဒါပြင်အထက်ဆွဲတင်တဲ့ကျိုးတွေကဘာကျိုးတွေလို့လို့ဘာတန်ရောစင်နေလို့ဆိုနံပါတ်1ကရူပရာဂရူပဆိုတာယုတ်ကိုပြောတာမဟုတ်ဘူးရူပဘုံဇမဘုံပြောဇံရထားတဲ့ပုဂ္ဂိုလ်ကထိုးဇံရဲ့တရားဖြစ်တဲ့ရူပဘုံပေါ်မှာတန်ရောစင်ဖြစ်သွားအဲ့ဒါကိုရူပရာဂလို့ခေါ်တယ် အရူပရာဂဆိုအရူပဇံရသွားတဲ့ပုဂ္ဂိုလ်ဟာအရူပဘုံမှာမတွေ့တာတဲ့ဒနာရံကဖြစ်တယ်။ကာမဘုံမှာသူမတွေ့တော့ဘူး။အဲ့တော့ရူပဘုံမှာတွေ့တာတဲ့ဒနာအရူပဘုံမှာတွေ့တာတဲ့ဒနာဆိုတဲ့ဒီဂျိုးနှစ်ချောင်းဒါလည်းတန်ရောစဉ်ဂျိုးနှစ်ချောင်းအတွေ့အတာရှိနေသေးတယ်ရှိနေသေးသည့်အတွက်ကြောင့်ကျမပြည်မှာသူရောက်ချတယ်ပေါ့နောက်တစ်ခုကမာနမာနဆိုတာ ကိုကိုကိုအမြဲတမ်းကိုအရင်ချင်းနဲ့ပတ်သက်ပြီးတော့ထင်းနေတာထင်းနေတဲ့အထင်ဆိုတာအရင်ချင်းဆိုတဲ့နေရာမှာငါတော်တယ်လို့ထင်တာလည်းထင်တာပဲငါညံ့တယ်လို့ထင်တာလည်းထင်တာပဲအရင်ချင်းနဲ့ပတ်သက်ပြီးတော့အထင်ရောက်တာမာနလို့ခေါ်တယ်နော်မာနဆိုငါညံ့လိုက်တာလို့ဆိုရင်လည်းဒါမာနပဲငါတော်လိုက်တာဆိုလည်းမာနပဲနော်အခုတော့နားလည်နေကြတာဟိုသူများပေါ်မှာမောက်မာနာတစ်ခုတော့ပဲမာနလို့သိကြတယ် မာနဆိုတာဒီအရင်ချင်းနဲ့ပတ်သက်ပြီးတော့တွေးထင်တာတွေမှန်သမျှမာနလို့ခေါ်တယ်ပေါ့။ကောင်းပြီအဲ့ဒီမာနကလည်းအလွန်ကောင်းပါတယ်။အဲ့ဒီအထင်ရောက်နေတာကြောင့်မို့လို့တရားတို့တရားမြတ်မရနိုင်။ဆိုပါစို့ရှင်နုရုဒ္ဓမထေရ။ငါစัจဇံဝလာတထောင်ကိုဒိဗ္ဗစကုဝိညာဉ်ဖြင့်ကြီးနိုင်တယ်။တကယ်ရောကြီးနိုင်တာပဲ။ तू ကြီးနိုင်တယ်ဆိုတော့ तू ့ စိတ်ထဲမှာအထင်ဆိုတဲ့မာနကလေးရှိနေသည့်အတွက်ကြောင့်ရဟန္တာဖြစ်ဘူးရှင်သာရိပုတ္တရာမထေရမြတ်ကအဲ့ဒါမတွေးပါနဲ့လို့ပြောလိုက်မှသူရဟန္တာဖြစ်တာဟောမာနဆိုတာအဲ့ဒီအရေးချင်းနဲ့ပတ်သက်ပြီးတော့ထင်မြင်နေတာကိုပြောတာနော်တော့အမတန်လူညံ့တဲ့မာနအမတန်တိမ်မွေးတဲ့မာနအမတန်တိမ်မွေးတဲ့တရားတို့တရားမြတ်ကိုအနှောက်ယှက်ပေးတယ်ပေါ့ကျန်တဲ့မာနကြတော့ကျန်တဲ့ပုံအားတွေကိုသိတာချင်ရှားစေတယ် ကောင်းပြီအဲ့ဒီမာနဆိုတဲ့အတွေးဟာလည်းပဲဉာဏ်အဖြစ်သွားမှသာဖယ်ရှားပြစ်နိုင်မယ်ရတ္တမေလက်ဖို့ရမှာဟောဒီမာနဆိုတဲ့တန်ဟောစဉ်ကျူကပြုတ်တယ်ခန္ဓာရူပရာဂအရူပရာဂဆိုတဲ့တန်ဟောစဉ်ကျူကလည်းဉာဏ်အဖြစ်သွားမှခန္ဓာရာဂတွေအကုန်လုံးကုန်မှဒီကျူကပြုတ်တယ်နောက်ဥဒိစ္စဥဒိစ္စဆိုစိတ်ထဲမှာမငြိမ်မသက်ဖြစ်တာလေးတွေအနာဂတ်ပုဂ္ဂိုလ်တွေမှာတောင်မှရှိတယ်လို့ပြောရအောင် စိတ်ထဲမှာမငြိမ်မသက်ကလေးတွေပါဒါပေမဲ့ပုရုဇဉ်တွေရှိတဲ့တော့မချမ်းတမ်းဘူးလို့ပြောတာပုရုဇဉ်တွေမှာတော့စိတ်လေးလွင့်နေစုစည်းလို့မရဘူးဆိုတဲ့အနေအထားမျိုးရှိတယ်အဲ့ဒီဥဒ္ဒစ္စဆိုတာလည်းပဲအကုသိုလ်တစ်ခုပဲငါလုံနေတယ်ဘာလို့မဖြစ်တာတော့ငါလုံနေတယ်ဘာလို့မဖြစ်တာတော့တွေးနေတယ်ငါမှဒါတွေရှိရဲ့အဲတတိတွေကောင်းလိုက်တယ်ဝီရိယတွေကောင်းတယ်တမာတိတွေကောင်းတယ်ဘာဖြစ်လို့ငါတမဲတဖို့မရသေးတာလဲ ကောင်းတယ်လို့တွေးနေတာကစိတ်တွေလွဲ့နေတာလေရှင်မစရာအာယုံကလွဲ့လို့တမာရရဲ့ဆန့်ကျင်မဲ့တခြားတွေးတာမှန်တယ်များဥဒိစ္စလူလူစားတယ်ပေါ့ဒါကြောင့်ဒီဥဒိစ္စဆိုတဲ့ဂျိုးဟာလည်းပဲအမတန်ခိုင်တဲ့ဂျိုးတစ်ချောင်းပဲအတော်နဲ့မဖြုတ်နိုင်ဘူးပေါ့တမာပုဂ္ဂိုလ်တွေကဒါဂျိုးလို့တော့မထင်ဘူးပေါ့စိတ်ထဲမှာအာယုံနဲ့တွဲနေတဲ့ဒီဂျိုးမဖြုတ်နိုင်လို့ရှင်တမာရရဲ့ဆွမ်းဆောင်ချက်တွေကအပြော့နေမှာပဲ ဒါကြောင့်မို့ယန္တာဖြစ်သွားပြီဆိုမှဒီဥဒိစ္စဆိုတဲ့ကျိုးချက်တယ်ဘာလို့စဉ်းကျိုးချက်နောက်ဆုံးကဘာလို့ဆိုရင်တော့အဝိဇ္ဇာအဝိဇ္ဇာဆိုတာတော့အမှန်မသိပဲနဲ့အမှားသိနေတာအဲ့ဒီအမှန်မသိပဲနဲ့အမှားသိနေတယ်ဆိုတာဟာအနာဂတ်ထိအောင်လိုက်တယ်သူကသို့သောတိမ်မွေ့သွားတာတော့ရှိတာပေါ့အဲ့တော့အနာဂတ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ နိဗ္ဗာန်ကိုမြင်ပေမဲ့သစ္စာလေးပါးကိုသိပေမဲ့သူသိတဲ့အသည့်ဒီယဟနာအသည့်တဲ့အသည့်ကိုမမီမမီသည့်အတွက်ကြောင့်အလင်းရောင်မှာကွာခြားတယ်လို့ဒီလိုပြောရမှာပေါ့အေးဒါကြောင့်မလို့အဝိဇ္ဇာအမှောင်ကလေးရှိနေသေးသည့်အတွက်ကြောင့်ဘဝကိုတွေ့တာမှုလေးတွေရှိတယ်ကာမရာရူပရာဂသရာရူပဘုံကိုတွေ့တာလိုက်တယ်အရူပရာဂအရူပဘုံကိုတွေ့တာလိုက်တယ်အဲ့ဒီအတွေ့အတာလေးတွေဟာ အမှန်မသိလို့တွေ့တာဒါလေးကြီးပဲဟောယဟနာဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီအဝိဇ္ဇာဆိုတဲ့မောင်းပါလုံးဝဖယ်ရှားပြစ်လိုက်နိုင်အဝိဇ္ဇာဆိုတဲ့နှောင်ကျိုးတန်ရစင်ကျိုးကလုံးဝပြောက်တယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့ရူပရာဂအရူပရာဂမာနဥဒိစ္စအဝိဇ္ဇာအဲ့ဒီကျိုးတွေကဥဒ္ဒံပါကိယတန်ရစင်ကျိုးလို့ခေါ် အဲ့ဒီတန်ရစဉ်ညိုးတွေကိုရဟဏဖြစ်မှဖြတ်နိုင်တယ်ရဟဏဖြစ်လို့တန်ရစဉ်ညိုးဖြတ်လိုက်တာနဲ့တပြိုင်နက်32ဘုံနဲ့ဘယ်မှကိုတွေ့တဲ့တွေ့တာမရှိတော့လုံးဝပြတ်သွားဒါကြောင့်မလို့နိဗ္ဗာန်တက်ဖို့ဆိုတာဟာ32ဘုံနဲ့တေခမ်းပြတ်မှရမှာပေါ့နော်